အားလုံးပဲမင်္ဂလာပါမသူဒီဗီဒီယိုလေးမှာကကြတော့ဒီမိမကို6သွေ့ချင်းကိုဘလို့အကြောင်းအရာတွေကပို့ပြီးတော့ဖြစ်စေတာလဲဆိုတော့အချက်ကလေးတွေကိုဒီဗီဒီယိုလေးနဲ့လာပြီးတော့ဝင်းများပေးမယ်အဲ့ဒါကဘလို့မျိုးလဲဆိုလို့ရှိရင်မိမကို6သွေ့ချင်းကိုပို့ပြီးတော့ဖြစ်စေတဲ့အကြောင်းအရာတွေမှာဆိုရှင်နံပါတ်1အနေနဲ့ကသွေးဆုံးတာသွေးဆုံးပြီးအမျိုးသမီးတွေမှာဆိုလို့ရှိရင်အစ်စတရိုဂျင်ဟော်မုန်းထုတ်လုပ်မှုတွေကတဖြည်းဖြည်းနည်းလာတဲ့အတွက်သူကမိမကို6သွေ့ချင်းကိုပို့ပြီးတော့ဖြစ်စေနိုင်တယ်နံပါတ်2အနေနဲ့ကကြတော့အာနိုတိုင်မီ နေနိုတိုင်းမိခင်နေနောက်ကိုယ်ဝင်ဆောင်မိခင်နေသူတို့တွေမှာဆိုလို့ရှိရင်လည်းဒီအက်စတိုဂျင်ဟော်မုန်းဒီပေါ့နော်မညီမျှတော့ဘူးဟော်မုန်းတွေကနောက်မလို့ရှိရင်ကြတော့သူတို့ကကြတော့ဒီအဲဘယ်လိုပြောမလဲမိငို6သွေးချင်းကိုပို့ပြီးတော့ဖြစ်စေတယ်အဲနိုတိုင်းမိခင်နေကိုယ်ဝင်ဆောင်နေမှာဆိုရှိရင်အဲဒီမိမကို6သွေးတာရဲ့နောက်ကိုကိုတိုင်းကဒီကလေးကိုထိခိုက်မှာဆိုတဲ့အတွက်မျိုးသားနဲ့အတူတူနေခြင်းစိတ်တွေမဖြစ်တာဒါတွေကမိမကို6သွေးချင်းကိုဖြစ်စေတဲ့အကြောင်းရင်းတွေထဲမှာပါတယ်နောက်တစ်ခုက ကြတော့ဒီအမျိုးသမီးတွေမှာတားဆီးတွေသုံးတဲ့အခါမှာဆိုရှင်ဟော်မုန်းနှမျိုးပါတဲ့တားဆီးတွေသုံးတဲ့တားဆီးတောက်ဆီးထိုးဆီးသုံးတဲ့အမျိုးသမီးတွေမှာဆိုလို့ရှိရင်ပုံမှန်အမျိုးသမီးတွေနဲ့ဆိုင်သူကမိမကိုပို့ပြီးတော့ခြောက်သွေ့စေတယ်။နောက်တခြားယောဂကုထုံးတွေကုနေရတဲ့သူတွေကန်ဆာယောဂကုထုံးကုနေရတဲ့သူတွေမှာဆိုလို့ရှိရင်လည်းပုံမှန်အမျိုးသမီးတွေနဲ့ဆိုင်လို့ရှိရင်သူကမိမကိုပို့ပြီးတော့ခြောက်သွေ့လဲတယ်။နောက်တခြားယောဂတွေအာစီဂျိုရှိတဲ့သူတွေပေါ့နော်။အဲစီဂျိုရှိတဲ့သူတွေမှာဆိုလို့ရှိရင်လည်းတခြားအမျိုးသမီးတွေနဲ့ဆိုင် ရင်သူကမိမကူပို့ပြီးတော့ခြောက်သွေ့တယ်အဲဒီလိုမျိုးမသကူပြောနေတဲ့မိမကူခြောက်သွေ့ခြင်းကိုဖြစ်စေတဲ့ဒီအကြောင်းအရာတွေဖြစ်တဲ့အမျိုးသမီးတွေနေနဲ့ဆိုလို့ရှိရင်ကိုမမိမကူခြောက်သွေ့နေပြီဆိုလို့ရှိရင်မသူနဲ့လာပြီးတော့အသေးစိတ်တိုင်ပင်ဆွေးနွေးလို့ရပါတယ်တကယ်လို့မသူနဲ့တိုင်ပင်မဆွေးနွေးခြင်းဘူးဆိုရင်လည်းအဲဒီတက်ကျန်းနားလေတဲ့ကျွမ်းကျင်တဲ့ဒီတာဖွားမီရဲ့ဆရာဝန်တွေနဲ့လည်းတိုင်ပင်ဆွေးနွေးလို့ရပါတယ်ဂျေဆုတင်ပါတယ်ရှင်